အခုလိုအချက်တွေကြောင့်ရုတ်တရက်လက်ထက်ဖြစ်သွားတဲ့ဟင်းဝင်ရံနဲ့စုပြည်သစဉ်မြန်မာနိုင်ငံမှာဇွန်တွဲလက်အပိခံရတဲ့အမှုပညာရှင်တွေထဲမှာဟင်းဝင်ရံနဲ့စုပြည်သစဉ်နဲ့ပေါင်းဝင်ပါတယ်။သူတို့ရဲ့တွေ့လေးကိုတော့ငယ်စဉ်လိုနာမည်ပေးထားကြပြီးလိုက်ဖက်လွန်လို့အမြန်ဆုံးလက်ထက်စီစဉ်နေကြတဲ့တွေ့လေးဖြစ်ပါတယ်။အခုဆိုရင်တော့ဟင်းဝင်ရံကလူပြိုကြီးစီရင်နဲ့ကိုဝင်လာပြီးဖြစ်ပေမဲ့လူပြိုကြီးပဲဆက်လုပ်သွားမလားထင်ရလောက်အောင်တည်ငြိမ်နေပါတယ်နော်။အခြေတည်နဲ့မချွတ်သလိုအိမ်တော်ပြဖို့ဆိုတော့ပိုဝေးနေသေးလို့သူတို့နှစ်ယောက်ကိုအမလို့အမရဖြစ်နေကြပါတယ်။ဟင်းဝင်ရံနဲ့စုပြည်သစဉ်တို့အတွဲကိုသဘောတူကြတဲ့သူတွေထဲမှာအမှုပညာအတောင်းဝိုင်းကတငယ်ချင်းတွေလည်းပေါင်းဝင် ါတယ်။အခုဒီဝန်မခံကြသေးသလိုလက်မထက်ကြသေးတဲ့ဟင်းဝန်ရံတို့အတွဲကိုတော့လက်ထက်ဖြစ်သွားအောင်အစီအစဉ်ပေးလိုက်သူကအစီအစဉ်တင်ဆက်သူကိုစိုးကြီးဖြစ်ပါတယ်။စိန်နန်းတော်ရဲ့ဇေယောင်ပွဲတော်မှာအစီအစဉ်တင်ဆက်သူကိုစိုးကြီးကဟင်းဝန်ရံနဲ့အစိုးပြတစဉ်တို့လက်ထက်ဖြစ်သွားအောင်ဂိမ်းလေးတစ်ခုပြုလုပ်ပေးလိုက်ပါတယ်။စင်မာမာနဲ့တကယ်မင်္ဂလာပွဲလေးပုံစံဖြစ်အောင်ကျင်းပပေးခဲ့ပြီးဘေးနားမှာရှိတဲ့တိုင်ရင်ရှင်မွေလာတို့ကလည်းမင်္ဂလာပန်းတွေကျေးပြနေကြပါတယ်။သူတို့နဲ့ကိုပရိသတ်တွေကပဲသဘောတူတာမဟုတ်ပဲတခြားသောအမှုပညာရှင်တွေကလည်းသဘောတူနေကြတာဖြစ်လို့စင်မာမာတွေမင်္ဂလာပွဲလေးလုပ်ပေးလိုက်ကြပါရှင်။မင်္ဂလာပွဲအစ င်းတဲ့ကြောမင်္ဂလာတခြင်းကိုလည်းဖွင့်ပေးထားပြီးထူခြားတာကတော့သူတို့နှစ်ယောက်စလုံးကမငင်းကြတာပါဟင်းဝရနဲ့ဆိုပြတဲ့စင်တို့ကရှင်နေကြပြီမယ်လေပရိသတ်တွေစိတ်ချမ်းသာအောင်မင်္ဂလာဆောင်တဲ့ပုံစံလေးလမ်းလျှောက်ပြလိုက်ပါတယ်လွန်ခဲ့တဲ့နှစ်ကစိန်နန်းတော်ရဲ့ဇယောင်ပွဲတော်မှာဟင်းဝရကဆိုပြတဲ့စင်ကိုလက်ထက်ခွန်တောင်းတဲ့ပုံစံလေးလုပ်ပြခဲ့ပါသေးတယ်နော်အဲ့ဒီတော့ကလည်းစီစဉ်တင်ဆက်သူအဖြစ်ကိုစိုးကြီးပဲစီစဉ်ပေးခဲ့တာပါဒါပေမဲ့သူတို့နှစ်ယောက်ရဲ့အခြေအနေကတော့မတိုးတက်လာခဲ့ပါဘူးဒါကြောင့်မလို့အမလို့အများဖြစ်လာတဲ့ကိုစိုးကြီးကသူကိုယ်တိုင်ပဲစီစဉ်ပြီးစင်မဝါနဲ့လက်ထက်ပြလိုက်ပါတယ်တကယ်လက်ထက်တာမဟုတ်ပေမဲ့လည်းပရိသတ်တွေက တော့သူတို့ချစ်တဲ့ဇုံထွေးလေးကိုဒီလိုမရတဲ့အတွက်အယံဝမ်းသာနေကြပါတယ်။လူပြိုကြီးဟင်ဝင်ရန်ကမိလာထဲမှာအသက်36နှစ်ပြည့်သွားမှဖြစ်ပြီးဖြစ်လို့ဆိုပြတဲ့စင်ကမွေးနေ့ဆိုတော့တချမ်းလေးဆိုပြခဲ့ပါတယ်။တခြားသောဇုံထွေးလေးချက်သူတို့အတွေ့လေးကတော့ဂျီနုစရာကောင်းနေပြီးအယံလိုက်ဖက်နေလို့မြင်မြန်လက်ထက်စီခြင်းနေကြပါပြီ။ဆိုပြတဲ့စင်ကတခြားသောမင်းသားတွေနဲ့သဘောတူတာကိုမကြိုက်ပေမဲ့လည်းဟင်ဝင်ရန်နဲ့သဘောတူရင်တော့ညှင်းလို့မရှိပါဘူးရှင်။သူတို့ကအမောင်နှမတွေပါလို့ပြောထားကြပြီးမဲ့ပရိသတ်တွေကအရင်မိနေကြပါတယ်။ဟင်ဝင်ရန်ကအချိန်မှအတိတ်ကသတင်းတွေပေါ်ချက်ခဲ့မှုတဲ့အကြောင်းတွေရှိတာကြောင့်အခုထိလူပြိုကြီးပွားနေပဲနေ ထိုင်နေသူပါ။ဟင်းဝင်ရန်ကအင်္ဂါသပင်းနဲ့လက်ထက်မဲ့ဆိုရင်ကျမအိမ်ညံ့နိုင်တဲ့အကြောင်းလူပြိုကြီးဖြစ်နေထိုင်သွားမှသာသူ့ရဲ့အောင်မြင်မှုကမြဲမဲ့အကြောင်းကိုတရဆရာမတယောက်ကဟောပြခဲ့ပူပါရယ်။ဒါကြောင့်မဟင်းဝင်ရန်ကလူပြိုကြီးလုံနေသလားလို့ထင်နေရပြီးစူပြစ်သစင်ဘက်ကလည်းတည်ငြိမ်နေပါရယ်။နှစ်ယောက်သားနားလည်နေပြီမဲ့လေတယောက်နဲ့တယောက်မပွင့်လန်းတာအကြောင်းပြိသက်တွေကပဲသဘောတူတာကိုစိုးကြီးကဥဆောင်ပြီးတော့လက်ထက်ပေးလိုက်တာပါ။ကိုစိုးကြီးကတော့အစီအစဉ်နဲ့မတင်ဆက်ခင်မှာအားလုံးနဲ့တိုင်ပင်ပြီးလောက်ကင်နာဆိုတော့ကြောင့်ဟင်းဝင်ရန်နဲ့စူပြစ်သစင်တို့လက်ထက်ပွဲလေးကိုလည်းကြိုတင်ပြောထားပြီးမှလောက်တန်လားလို့သိကျင်နေကြပါရယ်။ဟင်းဝင် န်းနဲ့ဆိုပြေသူစင်ကဆယ်ကျော်သက်အရွယ်ကလေးကစကားတွေအတူရိုက်လာခဲ့ကြပြီးအခုဆိုရင်တော့နှစ်ယောက်စလုံးကအသက်30ကျော်သွားကြပါပြီ။ဒါပေမဲ့သူတို့ရဲ့ခင်မင်မှုကတော့မောင်နှမတွေလိုပဲဖြစ်နေလို့ပရိသတ်တွေကတကယ့်မင်္ဂလာဝတ်အစ်စ်ကိုကျင်းပဖို့အတွက်စောင့်မျှော်နေကြပါတယ်။ချမ်းသာကြွားတဲ့မိသားစုကမူပါလာတဲ့ဟင်းဝင်ရံကမင်းသားအဖြစ်လည်းအောင်မြင်နေတဲ့ပြင်ရုပ်ရည်လက်ချောတာကြောင့်လူချင်းသူတွေကတော့ဝမ်းဝိုင်းလည်နေတဲ့သူပါ။ဆိုပြေသူစင်ကလည်းမိဘစကားနားထောင်တဲ့တမိအလေးမလေးဖြစ်ပြီးနာမည်ပြက်လည်းမရှိတာကြောင့်သူတို့နှစ်ယောက်ကိုရေခဲတုံးအတွဲလို့လည်းပရိသတ်တွေကနာမည်ပေးထားကြပါတယ်။ဟင်းဝင်ရံနဲ့ဆိုပြေသူစင်တို့အတွဲလေးကတကယ်ရော ိုက်ဖက်ရလားဆိုတော့ပြည်ထကြီးအမြင်ကိုပြပြပေးခဲ့ပါအောင်နော်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်